ားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ် ကောင်းမွန်သောညီလေးတစ်နေ့ဖြစ်ပါစေဒီညကလည်းပြောဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။အဲဒီနေ့ဒါကျွန်တော်တို့နေ့လယ်ပိုင်းမှာတော့ကျွန်တော်ဒါရွှေဘနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးပြောအောင်။အဲတော့ရွှေဘနဲ့ပတ်သက်ပြီးနည်းနည်းလေးပြောရမယ်ဆိုတော့ဒီနေ့မှာတော်တော်လေးဦးဒါကျွန်တော်စိတ်ဝင်စားမှုကောင်းမဲ့အခြေအနေတစ်ခုကိုဒါရွှေဘတို့အသင်းနေနဲ့ရင်ဆိုင်နေရတယ်ကျွန်တော်နေနေမြင်တယ်။အဲတော့ပထမဆုံးအသင်းနေလက်ရှိမှာလာလောကဘူးရှစ်တရင်တွေကိုဒါကျွန်တော်နေနဲ့ဒီဘန့်လို့လဲအောင်။လက်ရှိမှာဒါကျွန်တော်ပက်ဂေါ်လာနေတာကျွန်တော်မန်ချက်စတာစီးတီးအသင်းတို့ဘုတ်ဖွဲ့ကခွာပြေးနေပြီးတော့စီးတီးအသင်းကနေကျွန်တော်လာမဲ့ဒါကျွန်တော်ရာသီမှာအသင်းကနေထွက်ခွာဖို့အတွက်ဒါဂွာဒီယိုလာပြင်ဆင်နေတယ်ဆို တဲ့သတင်းတွေကတော့လက်ရှိမှာလုံးဝအခြေမြင့်မရှိဘဲနဲ့ဘူးရှစ်သတင်းတွေဖြစ်ပါတယ်ကျွန်တော်ဒါအောက်မှာ comment တွေလည်းတုံးခုလေးခုတော့ခဏခဏတွေ့နေတဲ့ကြောင့်မို့ဒါပထမဆုံးအနေနဲ့ပြောချင်တာ Guardiola နေနဲ့လက်ရှိမှာ City ရဲ့ဘုတ်ဖွင့်နေဘာမှဆောက်ပြေတနာမရှိပါဘူးဘာပြေတနာမှောက်မရှိတာပါ City တင်းနဲ့လက်ရှိမှာ Guardiola နဲ့ကောင်းမွန်တဲ့ဆက်ဆံရေးရှိပြီးတော့ Don နဲ့လက်ရှိမှာ Guardiola နဲ့ကအမြဲတမ်းလူကောင်းမွန်တဲ့ဆက်ဆံရေးရှိပြီးချစ်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 ခင်ခင်အမြဲတမ်းနေတဲ့ဒါကျွန်တော်တို့အခြေအနေတစ်ခုတွေ့ရမယ်တယ်မှာပါတယ် Guardiola လည်းအမြဲတမ်းဒါကျွန်တော် City ဘက်ကနေ facility လုပ်ပေးဖို့အတွက်ပြင်ဆင်နေခဲ့လို့ Guardiola ကလည်းအမြဲတမ်း City ဘက်ကိုအမြဲတမ်းကြည့်တဲ့နီးပါးတယောက်နဲ့အမြဲတမ်းတွေ့ရမယ်တယ်မှာပ ါအဲ့တော့လက်ရှိမှာကောလာဟာလာဂွာဒီယိုလာနှစ်ကုန်ရင်ထွက်တော့မှာလားဆိုတဲ့သတင်းတွေကတော့လုံးဝဘူးရှစ်သွားပြီပါဂွာဒီယိုလာနေတဲ့ခုလက်ရှိမှာသူ့ရဲ့စာချုပ်တဒံ2029ဒီရှိနေသေးတဲ့အတွက်ကြောင့်မို့သူဒီသူ့ရဲ့စာချုပ်တဒံဒါစီတီအသင်းမှာကုန်တဲ့အထိအေးအေးဆေးဆေးနေသွားဖို့အတွက်ပြင်ဆင်လာခဲ့ပြီးတော့ဒီနေရာမှာဒါစီတီအသင်းမှာပဲစာချုပ်ချုံရင်ချုံမချုပ်ဘူးဆိုတော့သူ့အနေနဲ့ဒါနီးပြနေရာကနေပြီးတော့၃နှစ်၄နှစ်လောက်အနားယူအောင်မှာဖြစ်တယ်ဆိုတာကိုလည်းသူ့အနေနဲ့တရားဝင်သူခဏခဏပြောထားခဲ့တာကိုတွေ့ရမယ်တဲ့မှာပါအကြိတ်ဒါဂွာဒီယိုလာနေ2029နောက်ပိုင်းမှာစီတီအသင်းမှာစာချုပ်မချုပ်ဖြစ်ဘူးဆိုရင်တော့မှသူ့အနေနဲ့ဒါကလပ်အသင်းတွေကိုပြန်လည်ပြီးကင်တာတဲ့စာရင်သူ့အနေနဲ့ ကျွန်တော်တို့နိုင်ငံအသင်းတွေကရွေးချယ်ပြီးကြိုင်ဖို့အတွက်ရာဂိုင်နှုန်းတွေများတယ်ဆိုတဲ့သတင်းထွက်လာခဲ့တယ်။ Pep Guardiola ကလက်ရှိမှာဒါကျွန်တော် England သို့မဟုတ်ဒါကျွန်တော်စပိန်နီးပြဖြစ်လာဖို့အတွက်လည်းနံပါတ်1ပြေးထားခြင်းဖြစ်တဲ့ဟိုဒါပြေးထားခြင်းဖြစ်တဲ့အနေထားမှာရှိပြောချင်တာဗျ။ဒါကျွန်တော်သိတော့ပေါ့နော်။တော့မဲ့သူကျစာချုပ်တက်တန်းကုန်တဲ့ချိန် Guardiola ပြီးတဲ့ချိန်ဒါ England ပြဖြစ်လာဖို့အတွက်လည်းရေပန်းစားနေတယ်ပေါ့နော်။အမှန်တမ်းပြောရမယ်ဆိုတော့ Korea Dream ပေါ့ Guardiola ကိုကြိုက်တဲ့အသင်းမှာဒါကျွန်တော်တော်တော်မမြင်ခဲ့တဲ့အနေထားမှာကို အားပေးတဲ့နိုင်ငံအသင်းမှာသာဂွာဒီယိုလာရောက်လာခဲ့မယ်ဆိုတော့တိတ်ပျော်ဖို့ကောင်းမယ့်နေသားမှာတော့ရှိတယ်ပေါ့ဒါပေမဲ့ဂွာဒီယိုလာနေနဲ့အခုလက်ရှိမှာသူ့ရဲ့စာချုပ်တဲ့ Sorry အသင်းကနေထွက်ဖို့တော့လုံးဝအစီအစဉ်မရှိဘူးကောလာဟာလာဒီကအခုလက်ရှိမှာဂွာဒီယိုလာကဒါစာချုပ်သက်တမ်းတိုးဖို့တောင်မှပြန်လည်ပြီးစဉ်းစားလာခဲ့တယ်ဆိုတော့ကောလာဟာလာထွက်လာခဲ့တယ်ဂွာဒီယိုလာကိုယ်တိုင်က competitive ကိုအရန်ကြိုက်နေတတ်တဲ့လူတစ်ယောက်အနေနဲ့သူ့နဲ့အလက်ရှိမှာရှင်ပြိုင်နိုင်တဲ့နီးပြားကြီးထွက်ပေါ်လာတဲ့ပေါ့သူ့အနေနဲ့တိတ်ပြီးသဘောချနေပြီးတော့သူ့အနေနဲ့သူဒီလာမဲ့ဒါကျွန်တော်တို့ယာတီတွေမှာဒါကျွန်တော် City အသင်းနဲ့ပေါ့ဆက်ပြီးကြည့်သွားပြီးတော့အကဲကုနာပေါ့သူ့အသင်းနဲ့ဒါကျွန်တော်ရှင်နိုင်မဲ့အသင်းနဲ့ဆက်လက်ပြီးပေါ်ပေါက်လာခဲ့မယ်ဆိုရင် ော့ဒါနီးပြအနေနဲ့စာချုပ်သက်တမ်းတက်ပြီးတိုးသွားဖို့အတွက်သူအနေနဲ့စဉ်းစားသွားမယ်လို့သိရတယ်မှာပါတယ်အဲ့တော့တရှိမှာဒါခုနကပြောလို့ City Breakers တွေ Guardiola ကိုမြင်ချင်တယ်ဆိုရင်တော့သူနဲ့ရှင်နိုင်တဲ့နီးပြရေမြများထွက်ပေါ်လာဖို့တဲ့ Premier League မှာ Store မယ်နေထားမှာရှိတယ်နှုတ်ဖို့ဆိုရင်တော့ Guardi ဒါကျွန်တော်ပြင်းပြီးဒါအနားယူသွားမယ်နေနေထားမှာရှိတယ်ပြောချင်တာပြအခုလက်ရှိမှာ City တင်းနဲ့ဒါကျွန်တော် Arsenal လေးမှတ်ပဲကွာအဲ့ဒါအောင်မှဒါ City တင်းကဒီနေ့မှာ Arsenal ကိုထတ်ကျော်ပြီးတော့ဖလားများထတ်ရသွားခဲ့မယ်ဆိုရင်တော့ Guardi တောင်ပြင်းသွားမယ်နေထားမှာရှိတယ်လို့ပဲကျွန်တော်အနေနဲ့မြင်တယ်ပေါ့နော်အဲ့တော့လက်ရှိမှာ Guardi နဲ့ဒါကျွန်တော်တို့ City တင်းနဲ့ဒါတက်နေတဲ့ Kolar Hala တင်းတော်တော်များများလုံးဝ Kolar Hala တင်းမှာဘ ာမှအခြေမြစ်ကိုမရှိဘဲနဲ့စီတီသင်းနဲ့ဂွာရီယိုလာနဲ့ကြာမှာဘာမှကိုဒါကျွန်တော်ဒါမျိုးတွေဖြစ်နေတဲ့အနေထားမှာမရှိဘူးလို့ပဲပထမအဆုံးအနေနဲ့ပြောပြရစီပြီးတော့လက်ရှိမှာဒါကျွန်တော် breaking news အခုအနေနဲ့လက်ရှိမှာ Facebook အနေနဲ့ဒါစီတီဘက်ကကန်လန်းရဲ့စာချုပ်အစ်စ်ကိုတော့လက်ခံသွားဖို့ရှိနေပြီးတော့ဒါလက်ရှိမှာ2029မှာကုန်တော့မဲ့စာချုပ်အစ်စ်ကိုတော့ဒါစီတီသင်းအနေနဲ့ဒါ renew လုပ်ပြီးလစာအများကြီးတိုးပေးထားတယ်လို့သိရတယ်မှာပါတယ်အများကြီးဆိုရတဲ့လက်ပေါ်တပတ်9000နဲ့6000နီးတိုးပေးတယ်ဆိုတာနေတဲ့ပတ်စံတော့မဟုတ်ဘူးเนาะလက်ရှိမှာ Facebook တန်းကတပတ်လုခလာဆိုတာ2300ကျွဲရရှိနေခဲ့တာဖြစ်ပြီးတော့စာချုပ်တန်းက2024လုံးက ှတိုးခဲ့တာဖြစ်တယ်ဒါပူပူလောလောတိုးခဲ့တာဖြစ်တယ်ပေါ့နော်အဲ့တော့ ဒါဖေဗိုနန်နဲ့ပတ်သက်ပြီးဂျုံလုံးလေးကောင်းတော့မှပြောမယ်အခုလက်ရှိမှာဒါအင်္ဂလန်မီဒီယာကိုယ်တိုင်ကဖေဗိုနန်နဲ့ပတ်သက်ပြီးထပ်ပြီးတော့လုံနေပြန်မျိုးကျွန်တော်နေနေမြင်တယ်ဖေဗိုနန်သူ့ဟာသူပြန်ကောင်းလာတယ်သူ့ဟာသူအစင်လေးပြန်ပြေးလာတယ်သူ့ဟာသူအေးအေးဆေးဆေးနေနေတဲ့ကစားသမားကစားသမားကိုယ်တိုင်ကလည်းသူ့ဟာသူတော်တော်လေးကိုငြိမ်နေဗိုင်းအင်တာဗျူးမှလည်းဖြေပြီးပေါက်ကြရီလည်းပြောတဲ့ကစားသမားမဟုတ်ဘူးအဲ့ဒါ easy နဲ့ပတ်သက်ဖေဗိုနန်ကျွန်တော်အဲ့ဒီပွဲကိုကျွန်တော်ဒါခုန highlight လေးပြန်ကြည့်ပါတယ်ဒါအင်္ဂလန်မီဒီယာကိုယ်တိုင်ကဒါကျွန်တော်စောက်ရေးမပါတဲ့ဒါကျွန်တော်တို့ caption နေနဲ့တွားရေးပြီးဒါဖေဗိုနန်ကိုဆဲခံအောင်လုပ်တယ်ဖေဗိုနန်ဘာမှလုပ်တာမဟုတ်ပြီးတော့လက်ရှိမှာ city ပြည်သက်တယ်သူတို့ကစားသမားကိုထီတော့မခံမဲနဲ့အကုန်လုံး ဝိုင်းပြီးကာကွယ်ကြတယ်စီးဘက်ကလည်းဘာပြဿနာမှမရှိဘူးအဲ့တော့မနေ့ကအာစနယ်ပရိသတ်တွေဘက်ကလည်းကြည့်မယ်ဆိုတော့ easy can နဲ့ can check ကကောင်းတယ်အဲ့ကြောင့်မို့လားရရှိမှာပြောချင်တာဗျမီဒီယာပဲအဲ့တော့အင်္ဂလန်ကစားသမိုင်းနဲ့ပတ်သက်မီဒီယာကိုတိုင်ကြီးကမီဒီယာတွေကိုတိုင်ကဆွတ်ဆက်ပြီးမြောက်ထိုးပင့်ကော်လုပ်ပြီးတော့ဆွတ်ဆက်ပြီးမြောက်ထိုးအဲ့တော့ Facebook တန်ကိုတိုင်ကလည်း egoistic ဖြစ်တဲ့ကစားသမားမဟုတ်ဘူးသူကသူ A အခုလက်ရှိမှာ Facebook ကိုတိုင်ကျွန်တော်ကျွန်တော်ပြောရမလားကျွန်တော်ခင်ဗျားတို့ပြောတယ်နော်ကျွန်တော် Facebook နဲ့ပတ်သက်ပြီးတော့ Facebook မီဒီယာနဲ့ပတ်သက်ပြီး attention မရပါစေကျွန်တော်အမြဲတမ်းပြောတယ်ဘာလို့လဲ ပိုးတယ်လို့ကစားသမား spotlight မလို့ကျွန်တော်ဒါပုံပုံလင်းပြောအင်္ဂလန်ကစားသမားတွေမှာဒါ no offense ဗျာချူတိုပါတော့ spotlight လူတွေကစားသမားတွေဖြစ်တယ် Foden က spotlight လုံးဝမလို့ Foden လုံးဝအငြင်းကစားမဲ့ကစားသမားပုံစံမျိုးတွေမှာပါတယ်အင်္ဂလန်မီဒီယာကဒါကျွန်တော်ချက်ကားမှာ Foden ခြေစွမ်းပြမဲ့ကစားသမားမဟုတ်ဘူးအင်္ဂလန်ရဲ့လက်ရှိဒါကျွန်တော်ပြောချင်တာ Foden ကြီးကကျွန်တော်ဖြစ်နေမှာဆို Ireland တို့ဘာလို့ပြောင်းရလဲပြောင်းလာအကောင်ကျွန်တော်ပြောတာ spotlight ကြီးကလုံးမနေဘူးကျွန်တော်ပြောတာသိလား မသူအေးစင်းနေလက်ရှိဒီနောက်ဘက်မှာခြေစွမ်းပြန်တက်လာတယ်ဒီနောက်ဘက်မှာဖိုတန်ဘယ်လောက်ဒီကျွန်တော်တို့ကျွန်တော်ပွဲတိုင်း CD ပွဲတိုင်းကျွန်တော်ခဏခဏပြောတာဖိုတန်လက်ရှိမှာပတ်တော်တော်လေးကိုပြန်ကောင်းလာ Rider ဆိုသူ unlock ပြန်လုပ်ပြီးပါညာအခုဒါကျွန်တော်မီဒီယာမီဒီယာဒါလေးပြန်ဖြစ်လာကျွန်တော်ဘက်မကြိုက်ဘူးဗျာ ဖိုးတန်းကိုတန်းကဓာတ်ကြီးပြောင်းသူအင်သူကိုယ်တိုင်အင်တာဗျူးအဝိုင်းလုပ်တယ်သူကိုယ်တိုင်အေးဆေးနေတယ်အခုချိန်မှာဒါဆပ်ပတနာဖြစ်တယ်ဘာမှလည်းမဆန်ဘူးဗျာချာတိတ်တည်နေတလားကျွန်တော်ပြောအဲ့တခါကျရင်ကျွန်တော်အင်္ဂလန်ကောင်တွေလည်းစောင့်ရမ်းကြည့်မရအောင်ကက်ပရှင်ရေးရေးပေါ့ဖိုးတန်းအဆစ်ဒါ easy score ပေါ့ဒါတော်ကြီးပေါ့ဖိုးတန်း put it on the play ဘာလူလို့လားကျွန်တော်ပြောတာဘာမှမဟုတ်တဲ့ပြည်သက်အချင်းချင်းရန်တိုက်ပြီးဘာမှမဟုတ်တဲ့အင်္ဂမီဒီယာကိုတိုင်အဆောက်ပေါ်လုပ်တယ်တခါကျရင်သိလား ဟိုဖိုလာနဲ့ပတ်သက်ကိုကကိုကိုတိုင်းလည်းဒီကောင်ကိုကြည်ပြီးကြီးလို့ကိုကိုကိုမျက်စိတွေကြီးလာခဲ့တဲ့ကောင်ဆိုကိုကသဘောကျတယ်ဗျာအဲ့တော့ကိုတော်စီတရားပြတော့မတခါနဲ့စောက်မြက်ကတ်တယ်လာအင်္ဂလန်မီဒီယာဘာမှမဆိုင်ပဲကစားသမားရဲ့ဒါ ego လေးတတားသီးလာအဲ့ဒါဖိုလာလီလီမမာနေတဲ့ကောင်တော့သူ့ဘာသူဘာမှဆောက်လို့လို့တာမဟုတ်ဘာမှအေးစီသူ့တော့သူဆောက်လို့လို့လုပ်နေတဲ့ကောင် တကယ်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 ထားပါပြောတော့အဲ့တော့လက်ရှိမှာ City Team ကလက်စာရုပ်တန်ရ2029မှာကုန်တော့မယ့်အတွက်ကြောင့်မလို့ဒါ City Team နဲ့ဒါနောက်ထပ်ဒါကျွန်တော်တို့ငါးနှစ်စာချုပ်ချုပ်ဖို့တဲ့ City Bank ကတောင်းဆိုခဲ့လို့သိရတယ်မှာပါတယ်အဓိကလက်ရှိမှာဖူဒန်ရီနဲ့ပြန်စင်းစားနေလက်ရှိမှာစာချုပ်တန်ကာလအရှိပုံစံမျိုးမဟုတ်ဘဲနဲ့တို့တို့အနေနဲ့လက်ရှိမှာပြန်စင်းစားနေလက်ရှိမှာ သူတို့နေနေဒီနေရာမှာသူစော့ဖို့အတွက်ဘယ်လောက်ရှိအဲ့တော့ရှင်းပါလေစီအခုလက်ရှိမှာဒါ foreign နေဆာဟုတ်သိချုပ်ဖို့အတွက်တော်တော်လေးအခြေအနေကောင်းနေပြီတပတ်လောက်ကလာဆိုတော့နှစ်သိန်းတောင်းခွဲရနေနှစ်သိန်းခုနှစ်တောင်းခွဲဒီ၅တောင်းတိတိတိုးသွားပြီးတော့လက်ရှိဒါကျွန်တော်တို့ city အသင်းမှာလောက်ကလာဆိုအများဆုံးသောကစားသမားရဲ့တယောက်ဖြစ်လာမှုအတွက်လည်းရေပန်းစားရပဲကျွန်တော် past time မြန်မာဆိုတော့ well done ပြဖြစ်တဲ့နေနေထားမှာရှိတယ်အခုလက်ရှိဒါကျွန်တော် annual salary က17.8တန်းရတယ်အဲ့ဒါလည်းမဆိုအဲ့ဒါကမှဒါကျွန်တော်လက်ရှိမှာ15တောင်းနေနေရသွားမယ်လို့မြင်တယ်လက်ရှိမှာဆာဟုတ်တက်2029ကနေဆုံးရှုံးက2029မှာဒါကျွန်တော်တန်းကုန်ပယ်နေထားနေပြီးတော့ 2031ထိဒါကျွန်တော်သွားဖို့လဲဒါသတင်းတွေရသိရတယ်မှာပါ2031 2030ပုံစံမျိုးပေါ့နော်9နှစ် plus 1 9နှစ်9နှစ်သုံးဖို့9နှစ် plus 1ပုံစံပုံစံမျိုးသွားဖို့အတွက်ဒါပြင်ဆင်လာခဲ့တယ်အဲ့တော့ season နဲ့ခုလက်ရှိမှာဒါကျွန်တော်4 dan ရဲ့စာချုပ်ကိုတော့မကြခင်မှာတရက်ဝင်ချိန်ချနိုင်မယ်လို့တို့ကတို့ယူဆထားတယ် season က4 dan ကိုလုံးဝ untouchable ထားပြီး4 dan ကလက်ရှိမှာ city team မှာပဲမွေးပြီး city team မှာပဲ gb city team မှာပဲအနားယူရမယ်ကစားသမားတယောက်နဲ့ city ဘက်ကနေတတ်မှတ်ထားခဲ့တာကိုတွေ့ရမယ်လက်ရှိခုလောဒါကျွန်တော် city အသင်းနဲ့ဒါကျွန်တော်တော်တော်လေးကိုနာမည်ထွက်နေခဲ့တာ sky sport germany ကို platy go တို့ရောပြော ဖို့အရာဆိုရင်တော့ဒါ site el mala ဆိုတဲ့ဒါကျွန်တော်တို့လက်ရှိ Germany ကစားသမားကူတော့ City အသင်းကတော်တော်လေးကိုစိတ်ဝင်စားနေပြီ Guardiola ကလည်းတော်တော်လေးကိုစိတ်ဝင်စားမှုတွေကိုပြုလုပ်နေတယ်ဆိုတဲ့သတင်းထွက်လာခဲ့တယ်။ဒီကစားသမားလက်ရှိမှာဒါ FC ကိုလုံးမှာကစားနေပြီ၁၀ပွဲပွဲထွက်ထားခဲ့ပြီးတော့၄ဂိုးသွင်းထားပြီး၂ဂိုးပါဝင်ပတ်သက်၂ဂိုး ဖန်တီးပေးမှုတွေပြုလုပ်ထားရဆိုရင်သတင်းထွက်လာခဲ့တယ်ဒီကစားသမားဒါကျွန်တော်လက်ဝင်းကစားသမားပေါ့အဲ့တော့စီတီအသင်းအနေနဲ့ဒီကစားသမားကိုလက်ရှိမှာခေါ်ယူဖို့အတွက်ဒါတော်တော်လေးကိုဒါဟစ်ဖြစ်နေတယ်မှာပါဒါပေမဲ့လက်ရှိမှာမထင်ရတဲ့နေရာမှာစိုက်အာမာလာကိုအခုလက်ရှိမှာစိတ်ဝင်စားမှုတွေကိုကြီးပြင်းနေတာကဘိုင်ယန်မြူးနစ်အသင်းလို့လည်းပြောလို့ရတယ်ဘိုင်ယန်မြူးနစ်အသင်းကသူတို့ရဲ့ဒါကျွန်တော်ဂျမ်မီစူဂျာမီလီကကောင်းတယ်အများနဲ့ဆွဆွဆားတတ်တဲ့စောက်ကျင်ရှိရတဲ့ကြောင့်လက်ရှိမှာတော့သွားနေတယ်တယ်မှာပါအဲ့တော့ကစားသမားကလက်ရှိမှာစာချုပ်တန်ရအကြာကြီးကျန်နေ2030ကျန်နေတဲ့ကြောင့်မို့သူ့အနေနဲ့ကိုလုံးဘက်ကခေါ်တဲ့ပုံစံမျိုးကိုခေါ်ပုံစံမျိုးသွားလိုက်အဲ့တော့ လက်ရှိမှာဘာလို့ဂွာဒီယိုလာဒီကစားသမားကိုကြိုက်လဲဆိုတာအဖြေကရှင်းတယ်ဒီကစားသမားနေရာလက်ရှိမှာ left wing က right wing က am ကနေရာစုံဆော့လို့ရကြအောင် city အသင်းတရှိမှာဂွာကြီးကြိုက်တဲ့ပုံစံမျိုးပဲအဲ့တော့ city အသင်းကလက်ရှိမှာ semi new ရဲ့ဒါကျွန်တော် alternative လို့ပြောလို့ရပါဘောနော် city အသင်းကခုလက်ရှိမှာ liverpool အသင်းက semi new ကိုခေါ်ယူဖို့အတွက်တေချာတော့ဒီနည်းဖြစ်နေတဲ့အချိန်မှာ city အသင်းက semi new ကိုမေးလိုက်ပြီးလက်ရှိမှာ site el mala back ကိုလှည့်လာခဲ့တယ်လို့ပြောလို့ရတယ်အခုလက်ရှိ market value ရလဲ euro 16သန်းပဲရှိတယ်တကယ်တမ်းရောင်းမဲ့ဝယ်မဲ့ဆိုရင်တော့မှဒါကျွန်တော်တစ်ဖက်ကကိုလုံးက euro 30ခေါ်ထားတယ် တကယ်တော့အယောင်းဝယ်ဖြစ်နိုင်နေဆိုရင်ယူရို35 30လောက်နီးနီးအယောင်းဝယ်ဖြစ်သွားနိုင်တဲ့အနေအထားတစ်ခုမှာကျွန်တော်အနေနဲ့ရောက်သွားနိုင်တယ်လို့ကျွန်တော်ရဲ့ပုံကူကြီးကမှကျွန်တော်တော့100%မြင်မိတယ်တဲ့မှာပါတယ်ဗောနော်အဲ့တော့မြည်သွင်းပင်စူစီကမူလက်ရှိမှာ site မှာလာဘက်ကတော့ဒါကျွန်တော်ရှင်းတဲ့အသက်16နှစ်ပဲရှိသေးတယ်ဒါအတိုင်ရည်ပြော2006ခုနှစ်မှာမွေးတယ်2000ခုနှစ်နောက်ဘွဲမွေးတဲ့ကောင်တွေကြည်လိုက်2006ခုနှစ်မှာမွေးတော့ ဟိုတန်းနေရှင်ငူတော်ငူခြင်းနဲ့အဲ2006ခုနှစ်မှာမွေးတယ်အသက်16နှစ်အရွယ်ပဲရှိသေးတယ်ဒါကျွန်တော် site မာလာကတော့လက်ရှိမှာ Guardiola ကိုယ်တိုင်သဘောကျနေတဲ့ scouting တွေမှာပြထားတဲ့ကစားသမားတယောက်သိရတယ်မှာပါတယ်ဒီနှစ်ဆောင်းအောင်ဒီမှာ Greg City သေးဝယ်ယူသွားဖို့တဲ့စဉ်းစားနေခဲ့ပြီလို့သတင်းတွေလည်းထွက်ပေါ်ခဲ့ရတယ်မှာပါပါတယ်ဒါတော့ပါပဲအားလုံးပဲကြိုးတူပါတယ်ကောင်းမွန်သောဒီနှစ်ဖြစ်ပါစေလို့ဆုမွန်ကောင်းတောင်းပြီးနေပဲမြန်မြန် clip ပေးကြပါဗျမြန်မြန် clip မြန်မြန်နေမှာဖြစ်ပါတယ်ကျွန်တော်တော့ကြံပြပါအောင်ပေးပါဗျ